မင်္ဂလာပါမြမတော့အန်တာတိန်မန့်မှကြိုဆိုပါတယ်ကျွန်တော်လူပြိုကြီးပါအခုတစ်ခေါက်မှာတော့စာရေးဆရာခတ်စော်ရဲ့အမောင်တဲမှာမင်းသားများ1990အခန်း73ကို ပြောပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်1999ကိုကိုရေးအတူတူနေမယ်1999ထိုးချင်းတဲ့လွှမ်းမိုးခဲ့တဲ့ခုနှစ်တစ်ခုလုံးဘေးရာကတော့ မိသူနှစ်မှအတူမနေရပါ လောရှိကြီးနဲ့သာသူနှစ်တွဲတွဲတယုံနှစ်ကူဘေးရိုင်းမိမလူချင်းသည် ဆိုတဲ့ကိစ္စပြီးကြတဲ့ကမစ္စတာလူကဂျာနုကိုထိုင်ဝမ်နဲ့စင်ကာပူရုံးခွဲများတွင်သာအလေကျဦးစီးခိုင်းထားပါတော့တယ်ဂျာနုရှိစဉ်ကကင်တွယ်ခဲ့တဲ့မြန်မာပြည်မှာရှိတဲ့လုပ်ငန်းများကိုဘေးရာနဲ့လောရှိတို့ကတာဝန်ခွဲယူရပါတယ်ဘေရာရခင်ဥဆောင်လုပ်ခဲ့တဲ့ပို့ဆောင်ရေးကိစ္စများကိုကြားရွှံကလက်လွဲယူပါတယ် လုပ်ငန်းများမှာလည်းသူ့လိုနဲ့သူလဲပတ်နေပြီဖြစ်တာကြောင့်ဗီရာနဲ့လော်ရှေတို့ကအလိုက်တဲ့ထိန်ချောင်းပေးုံသာဖြစ်ပါတယ်။ထူးခြားမှုတစ်ခုမှာအရာရှိထောက်လန်းရေးများနဲ့လောမီသားစုကြမှာဆက်ဆံရေးမှာအနေငယ်ခွာပြဲလာကြပါတယ်။အဲဒါပေမဲ့ဗီရာနဲ့မူအရာရှိ ထောက်လန်းရေးများအကြားရင်းနှီးမှုများရှိနေသေးတာကြောင့်အချို့ကိစ္စရများတွင်ဗီရာကပင်ဂျားဝင်ဖြစ်ရှင်းပေးရတတ်ပါတယ်။အဲနောက်ထပ်ဗီရာအတွက်နောက်ထပ် ခေါင်းစားစရာအလုပ်တစ်ခု ရှိပါသေးတယ်။အခြားမဟုတ်ပါဘူး။ဂျာနူးရှိစဉ်က မစ္စတာလူ၏တာသမီများကိစ္စအဝဝကိုဂျာနူးကတာဝန်ယူ ဖြေရှင်းပေးရပါတယ်။အဲခုတော့ထိုကိစ္စဟာဘေးရခေါင်းပေါ်ရောက်လာခဲ့ပြီဖြစ်ပါတယ်။မစ္စတာလူ၏တာသမီများအားကြောင်းမှမိဘများခေါ်လျင်လဲဘေးရသွားရပါတယ်။မစ္စတာလူသမီးရီစာကောင်လေးဝင်းစေဝါများနဲ့ဖမ်းမိရင်လဲဗေရာပင်သွားဖြည့်ရှင်ပေးရပါတယ်။မိမိကိုကိုဂိုင်းစတာလာခလေးထင်းလာပင် ဘေးရာမခွဲခြားတတ်တော့ပါဘူးအဲ့တခါတည်းရန်တော့ဂျာနူးကိုတတိယမိပါတယ်ဒါပေမဲ့လည်းဂျာနူးကိုဆက်သွေးရန်သူစိတ်မကူးခဲ့ပါဘူးလောရှိပြောခဲ့ဘူးသလိုပဲသူ့ကိုယ်သူပဲမပိုင်တဲ့ဂျာနူးကိုဘေးရာကပိုင်ဆိုင်ခြင်းနေ၍မဖြစ်ပါဘူးအစောပိုင်းကသူခက်ခင်းခင်းနေရန်ကြိုးစားခဲ့သေးသည်ပဲတို့ပေမဲ့ဂျာနူးနဲ့သူပကိုးအသွာကားလမ်းမပေါ်ကအဖြစ်ပြက်တွင်တဦးနဲ့တူဖွင့်မပြောရပဲနားလေခဲ့ကြပါတယ် ို့၍တွင်အောင်ခဲ့ကြပါတယ်အဲထိုးခြင်းကတော့ဂျာနူးသာလက်ခံရင်ဂျာနူးကိုမစ္စတာလူတို့လက်ထဲကမရမကရအောင်ယူဖို့သူစိတ်ကူးမိခဲ့ပါသေးတယ်သို့သောဂျာနူးကိုယ်တိုင်ကသူနဲ့မပတ်သက်တင်မှန်တည်သွားပြီးမစ္စတာလူသဘောကျနေထိုင်သွားလာပေးနေသည်ဟုနောက်ပိုင်းတွင်သူခံစားလာပါတယ်တို့ကလာအပိုင်းချများတွင် မလွမ်းဆွချင်းတရားဓမ္မကိုရအောင် ကြင်ကြံတက်လာခဲ့ပါပြီ။၂၀၀၀ခုနှစ်ဖေဖော်ဝါရီလ၁ရက် စောစောစီစီဖုန်းတံကြောင်ဘေရာကအိတ်ချင်မှုတို့ဖြင့်ကောက်ကင်လိုက်ပါတယ်ဟေးဘေးကြီးလားတယ်လီဖုန်းထဲမှာအတန်းဆဆာလေးတခုသူ့နားထဲပြစ်သွင်းခံလိုက်ရပါတယ်ဘေးကြီးလားလို့မင်းနေတယ်လေအအခုပြောနေတာဘာတူလဲတို့ပါမေယူလေမေယူကြေးမုံဘေးရာငေါခနဲထထိုင်လိုက်ပါတယ်တို့ရောက်နေပြီဘေးဘယ်ရောက်တာလဲရန်ကုန်လေထရိတ်တာမှာတဲနေတယ် ဘယ်ကြီးပဲဂရီပေးထားတယ်လေတို့လာခုံမေယူချေမုံကသူ့ခန်းနံပါတ်ကို ပြောပြပါရယ်ဘေရာက Trader Hotel သို့ထွက်လာပြီးအဲ့ဂျိုနေရာတွင် ထိုင်ဆောင်နေလိုက်ပါတယ်အဲခဏအကြာမှာတော့မေယူချေမုံဆင်းလာပါတော့တယ်ကောင်းမလေးကြီးစပင်များပင် အတော်ရှိလာနေပါပြီအသားညိုညိုအကောင်တိတိဖြင့်ချုံမြတွက်လန့်နေတဲ့ထိုကောင်းမလေးသူကဘေရာရှိတွင် ဝင်ထိုင်လိုက်ပါတယ်ဘာရကြည့်နေတာလဲဘေးမေယူကချောလာလို့မဟုတ်လား ဗေဒါကခေါင်းငိမ့်ပြလိုက်ပါတယ်။ကဲပြောငါဘယ်ဟာစပြီးအကူညီရမလဲ။ဘိန်းမှာကားပါတယ်မဟုတ်လား။ဗေဒါကခေါင်းငိမ့်ပြလိုက်ပါတယ်။အဲဒါဆိုရှူရုံဖျားကိုရှင်လိုက်ဖို့ပေးမေယူတစ်ခါမှမရောက်ဘူးဘူး။မေယူကျေမွန်ပြောမှပင်ဗေဒါလည်းစဉ်းစားမိပါတယ်။သူလည်းရွှေတကုံဖျားသူမြောက်တီမှာနှစ်20လောက်ပင် ရှိရောပေါ့။သူတို့နှုတ်ဦးသားရွှေတကုံဖျားသူရောက်ခဲ့ကြပါတယ်။မင်း ကျောင်းကိစ္စတွေအားလုံးပြီးပြီလားမေယူဂျေမုံကရှာတက်လေးလေးထောက်ခါပြုံးပြလိုက်ပါတယ်ဟဲ့တော့ဘေးရမမိတာပဲအဲ့တော့ကနောက်လာကြရန်ကုန်လာခဲ့မယ်ပြောပြီးအခုတနေ့နီးပါးကြာသွားတာနော်မေမေကအော်စီမာလာနေနေလို့ပါအခုတော့သူလဲလာအောင်ပြန်လစ်သွားပြီလေအော်ဒါနဲ့ဘယ်တော့ပြန်မလဲအမေးစင်းပါပဲရှင်ဒီနေ့မှရောက်လာတဲ့သူကိုဘယ်နေ့ပြန်မလဲပြောပြီးနှစ်လွတ်နေပြီး မဟုတ်ပါဘူးဟိုအလဲတက်တက်လာတာလားဟိုဘယ်တော့ပြန်มาလဲမေးကြည့်တာပါဘေးမိနေပြီလားမေဦးရန်ကုန်လာတဲ့ကိစ္စကိုလေမေဦးချင်းမမျက်နှာကခက်တီတီလေးဖြစ်သွားပါတယ်ငါမမေးပါဘူးဟာ မေးနေတာမင်းငါ့ကိုဘေးလို့မခေါ်နဲ့လို့ဆိုတာကိုလေမင်းမေးသွားတာလားမေယူကျေမုံကတခိခိရေးလိုက်ရင်ဓမာယုံတစ်ခုရှိရှိလေကားတစ်ကလေးတွင်ဝင်ထိုင်လိုက်ပါတယ်မေယူ အကိုရှာဖို့ကိစ္စအဲ့ဒါလေဘေးကြီးအကိုကြီးပဲမေယူကိုကြီးရမှာနော်ပြောပြီးစလက်ထားပါမင်းရမင်းဘေးကြီးပဲကိုကိုကိုကြီးပဲကိုကိုထိုက်တယ်လို့ခေါ်တော့နော်ဒါနဲ့မင်းရဲ့အဖေတူမေခွဲကိုနမေဟာအေးရနော်음ဟုတ်တယ်ဟိုကီတီဘန်ဂျော်ညာတဲ့လူရှင်တော်ထိပ်ပြောင်ပြီးရတော့မေယူကိုမဟုတ်တော့ပါဘူးနော် မဲယူချင်းမှုစကားကြောင့်ပေးတာပင်ရည်ကျင်သွားပါတယ်။အမြဲတမ်းဟာတညာအပြည့်ဖြစ်လွတ်လပ်ပေါ်ပါနေတဲ့ဒီကောင်မလေးနားတွင်နေရတဲ့သူ့ရဲ့ခံစားချက်ကပျော်လာပါတယ်။အဲပြီးတော့ဖေးတူမေခွဲအကိုတယောက်ကို ရောင်လာရှာနေတဲ့သူ့ကိုပေးတာတနာမိပါတယ်။ဟွန်းမင်းဖေးနမေကဦးချင်းမှုနော်။ဟုတ်တယ်လေ။อืมဒါဆိုရင်တော့မင်းကိုလို့ယူဆရတဲ့သူကိုငါတွေ့ထားပြီ။ ဟဲတကယ်မေယူဂျင်းမုံကအံ့ဩတင်သွားတဲ့မျက်နာလေးဖြင့်ဟိုမေယူသူ့စီခုပဲလိုက်ဖို့ပါပဲရေလောက်ပါ အခုပဲမေယူတို့သွားချစို့မေယူဂျင်းမုံကဘေရာကြီးလက်မောင်းကို အတင်းဆွဲလိုက်ပါတယ်နေပါဦးငါပြောတာစောင်းအောင်နားထောင်ပါအောင်ကွာမေယူကလည်းခဏပြန်ထိုင်ပါဦးဘေရာပြောစကားအတိုင်းမေယူဂျင်းမုံကပြန်ထိုင်လိုက်ပါတယ် အဲခုလောလောဆယ်မင်းသူနဲ့မတွေ့တင်သေးဘူးမေယူဟမ်ဘာလို့လဲမေယူကဘာဖြစ်နေလို့လဲသူကကောင်းကောင်းမွန်မွန်ရိုးသားသားနဲ့လောက်ကန်စားတော့နေတယ်တာမလို့တယောက်ပဲမဟုတ်လားသူ့ကိုမေယူခုသွားတွေ့ချင်တာသူလိုအပ်တဲ့အကူအညီတွေပေးချင်တာဘေရာကမျက်နှာချင်းဆိုင်မှာရွှေတကုံစီရီတော်ကြီးကိုငေးကြည့်လိုက်ပါတယ်ပြောပါဘိန်းမလိုက်ချင်လဲမေယူကိုဘာသာကိုသူ့ကိုသွားတွေ့ပါမယ်သူ့ကိုမေယူဘယ်မှာတွေ့လို့ရမလဲ อืมမင်းတယောက်ထဲလဲမသွားတင်ဘူးဘာဖြစ်လို့လဲ तू อ่ะအခုနာမည်ကြီးလူမိုက်တယောက်ရဲ့လက်ယုံလူမိုက်ဖြစ်နေလို့ပဲရှင်လူမိုက်မေယူငေါန့်ဆင်းသွားပါတယ်မျက်လုံးဝိုင်းဝိုင်းလေးများတွင် မျက်ရည်များလဲလဲ့လာပါတယ်သွားပါပြီမေယူမျောလဲထားခဲ့သမျှတွင်သွားပါပြီကဲအခုတော့ ်မင်းသူနဲ့မတွေ့ကျင်တော့မဟုတ်လားပြန်ကြစို့တလန်းလုံးသူတို့စကားမဆိုမိကြပါဒါကံတော်ကြီးဆိုတာလားဟုတ်တယ်ဟုတ်မေယူဒီထဲလိုက်ဖို့ပေးမလားခဏပါပဲဘေရာကကံတော်ကြီးတဲ့သူကားကိုပောင်းဝင်သွားလိုက်ပါတယ်တပင်ရိတ်တစ်ခုအောက်တွင်မေယူဂျေမုံကကားကိုရက်ခိုင်းလိုက်ပါတယ် မေယူဘေးကိုစကားပြောလို့ရမလားဘေးနားထောင်ပေးမလားယင်ဘေးကကောင်းငိမ့်လိုက်ပါတယ်ဘေးရောလူဆိုးလူမိုက်တယောက်ပဲလားပထမပဲမေယူကျေးမုံမေးလိုက်တဲ့စကားကဘေးကအရှိုက်ကိုထီသွားပါတယ်ချက်ချင်းပြန်မဖြေနိုင်ပါဘူးအင်းမေယူခံမမိပြီသားပါ မေယူကလေမွေးကလေးကအဖေကိုမမြင်ဘူး မေယူတိတဆာမှာမေယူကိုထိန်းချောင်းနေတဲ့လူတွေအားလုံးကလည်းလူမိုက်ဆိုတဲ့လူတွေကြီးပဲဥဆိုးနောင်တို့ဥခင်မောင်တို့ဆိုတာမေယူဖေဖေရဲ့တပည့်တွေပါသူတို့မေယူကိုခြိဖို့ထိန်းချောင်းကြတိုင်းသူတို့ခါးချမှာတနတ်မျိုးစုံကို မေယူရင်းနှီးခဲ့ရတာအရွယ်ရောက်တော့လဲမေယူမေမေကိုတိုင်ကလည်းဒီလူလူတွေကိုအုပ်ချုပ်ပြီးအလုလုနေတယ်ဆိုတာတဖြည်းဖြည်းသိလာတယ် စဉ်းစားကြည့်လေမေယူပတ်လေမှာအရင်နှီးဆုံးဆိုတဲ့လူတွေအားလုံးကလူဆိုးလူမိုက်တွေဒုစရိုက်သမားတွေကြီးပဲမေယူကျေးမုံကြီးအတန်က တင်ဝင်သွားပါတယ်စကားကိုခက်တာရိုက်လိုက်ပါတယ်အိမ်နောက်နှုတ်ခမ်းများကတဖြည်းဖြည်းပြုံလာပါတယ်ရီစရာကောင်းလိုက်ပုံကလေမေယူတကားမှမမြင်ဘူးလိုက်တဲ့မေယူဖေဖေကလည်းတစ်ချိန်ကရန်ကုန်ဒုစရိုက်လောကရဲ့ ဂေါ့ဖာသားကြီးဦးကျေးမုံနဲ့လေမေဦးကျေးမုံစကားများကဘေးရအတွက်တော့ရည်စရာကောင်းမနေပါဘူးစီကင်တဲ့လက်ကစီပေတယ်တဲ့ဘဝင်းကျင်းကအယောင်ဆိုးတတ်တယ်တဲ့ဒီပုတ်ထဲကဒီပဲတဲ့ဒီဆေးကနေဒီပင်ပဲပေါက်တယ်တဲ့မေဦးအဲ့ဒီစကားကိုမယုံချင်ဘူးဒါပေမဲ့အခုမေဦးရဲ့တူတီတော့ကိုကလည်း ကောင်မလေးကဝေ့တီလာနေတဲ့သူ့မျက်ရည်များကိုလက်ခုံပြည့်ခက်ချမ်းချမ်းပဲတော်လိုက်ပါတယ်။မေယူကအဲ့ဒီလိုလူမျိုးမဟုတ်ဘူး။အဲ့ဒီလောက်တွေကိုမေယူမကြိုက်ဘူး။မေယူဟာရိုးရိုးတတတဲ့ဘဝကိုအတမွေးဝမ်းကြောင်းပြုချင်တယ်။တာမန်ကောင်းပါလေပဲ။မေယူဟာအဲ့လိုကောင်းပါလေ။တောက်ပြီးယုံလား။ယုံလားလို့ မေယူချင်းမောင်တန်ကပေါက်ကွဲထွက်လာပါတယ်မေယူအဲ့ဒီလောဘသမားတွေကိုမုန်းတယ်တကူကောင်းသမားတွေမုန်းတယ်ကြီးနိုင်ငင်းချင်းလုံနေကြတယ်လူဆိုးလူမိုက်ဆိုတာတွေမုန်းတယ်တာမန်လူတန်းစားတွေဒုက္ခပဲအဲ့ဒါကျင့်နေတဲ့လူတို့မုန်းတယ်တိလား ခသေးသေးကောင်မလေးစကလုံးကြီးကြီးများကြောင့်ဘေးရာပင် နေရထိုင်ရခလာပါတယ်။ပြောချင်ရများပြောပြီးသေးနောက်မဲယူကျေမုံကအကြကြီးတိတ်ဆိတ်သွားပါတယ်။ဘေးရာလည်းဘာပြောရမှမသိတာကြောင့်ကန့်ရင်ပြင်ကိုသာငင်းနေမိပါတယ်။ဆောင်းရင်တော့ဘေးမဲယူတောင်းပန်ပါတယ်။အော်ရပါတယ်။ဒါပောက်ကွေးရမယ့်ကိစ္စပဲဟောင်း။မဲယူရဲ့မဲယူတော့ ဘေဟုဘလို့မှကဲတင်လို့မရတော့ဘူးဘေဟုအကိုတော့ဘေဟုဘလို့နီးနေပဲဖြစ်ဖြစ်ဒီလောကတွေကဆွဲထုတ်သွားခြင်းနဲ့ဟိုအဲ့ဒါဘိန်မေယုကိုကူညီပေးပါနော်ဘေရာကောင်းငိတ်ပြလိုက်ပါတယ်ဘေရာတော့ဘလို့ပုံစံဆိုးပြီးဘလို့မိုက်တဲ့သူမှမသိပေမဲ့ဟိုလူဆိုးတွေမှာတော့တော်တော်စမတ်ကြတဲ့လူဆိုးပါဟော အတီပေါင်ကြီးမှဖောက်လာတဲ့ဒီကလေးမှကဲလာဖားမနေနဲ့နော်ကုညီပေးမယ်ဆိုရပြီမဟုတ်လားထိုချိန်တွင်ဗေဒာကြီးကားထဲမှာဖုန်းကအတန်မြည်လာပါတယ်ဗေဒာဖုန်းကိုကင်လိုက်ပါတယ်လောရှည်ထမပါဟုတ်ခဏနော်ကားပေါ်မှာဆင်းကခလန်လန်တွင်ဘေးရာဖုန်းသွားပြောနေလိုက်ပါတယ်။အဲခဏကြာမှတော့ကားပေါ်ပြန်တက်လာပါတယ်။ဒါဆို မနှက်ဖြန်မေယူကိုကိုအေးရစီ လိုက်ပို့ပေးမယ်မဟုတ်လားဘေရာကကားစတီယာတွင်လက်နှစ်ဖက်ဆုံးကန်လိုက်ပြီးတက်ပြင်းမော်ကြီးချလိုက်ပါတယ်လောလောဆယ်တော့မဖြစ်နိုင်သေးဘူးမေယူဘာဖြစ်လို့လဲဟိုကိုဆူမြတ်ဒီနေ့မနက်စောစောပဲအသက်ခံလိုက်ရပြီဟိုကိုဆူမြတ်ဆိုတာဘာတူလဲအေး မင်းကိုအေယာကြီးရဲ့ဆရာရင်ပဲရှင်ကိုအေယာရောအနေကင်းရလားယင်အေးအဲ့ဒါတော့ငါလည်းတေချာမသိသေးဘူးကွာအခုလောလောဆယ်မင်းကိုဟိုတယ်ပြန်ပို့ပေးမယ်အချိန်တွေတော့သူတို့လောကမှာရှုပ်ထွေးနေဦးမှာဒီတော့တွင်မင်းကိစ္စကိုစလို့မဖြစ်သေးဘူးမေးယူငါပြောတာနားလည်လားမင်းယူကျေမုံကောင်းငိတ်ပြလိုက်ပါတယ်ပေရာစိတ်ထဲမှာတော့စိုးမြတ်နဲ့နောက်ဆုံးချိန်တွေ့စဉ်အကြောင်းများအစီရင်ဝင်လာပါတယ် ်ဒီလိုကြကြအရာကြီးနဲ့ပတ်သက်ပြီးသူ့ကိုစိုးမြက်ပြောသွားတဲ့စကားပါ။ဘာပဲပြောပြောသူ့အပေါ်ကောင်းခဲ့တဲ့စိုးမြက်အတွက်သူစိတ်မကောင်းပါဘူး။အတန်တန်သတိပေးထားပါရဲ့နဲ့အခုတော့ရန်ကုန်ဆောင်ရင်တဘာဝကရောင်နေလင်းလေစိန်လေးပါ။ဆိုင်ကလေးကဖွင့်ကားစားမှုမောဟင်းကနံကမြောင်ပြန်လေးနဲ့အတူ ပြန့်ပြန့်တင်းတင်းလေးပါ။မြွေကြမ်းမတစ်ဆင့်ထိုးဆိုင်စီတို့အကဲခံနေတဲ့လူနေအောင် သူတို့နဲ့ဆန့်ကျင်ဘက်ဆိုင်တစ်ဖက်ချမ်းတွင် ရှိတဲ့လူသုံးကလည်းဆိုင်ထဲမှာအချင်းလေးကိုအကဲခံနေပါဗျ။သူတို့အားလုံးရဲ့ဥတီယာကဆိုင်ထဲတွင်မော်ဟင်ကထိုင်စားနေတဲ့ဂျာကင်အင်ဂျီဝက်ထားတဲ့လူတစ်ယောက်ပါ။မော်ဟင်ကဟင်းရဲ့ထဲမှာစက်သွုံကလေးများကိုဇွန်းဖြစ်လိုက်ခတ်နေတဲ့ထိုသူဟာဖုန်းဝင်လာတာကြောင့်လက်တစ်ဖက်ဖြင့်ကြပြကြရထုတ်ကင်လိုက်ပါတယ်။ဟယ်လို ထိုချိန်တွင်ကားတစ်စီးဆိုင်ရှိသူရှော့ကနေထိုးဆိုင်လာပါတယ်။ကားပေါ်မှာအသားမဲမဲတည်ငိမ့်တဲ့ဥပရိယုတ်ပိုင်းရှင်လူတယောက်လှစ်ခနဲဆင်လာပါတယ်။သူ့လက်ထဲမှာတော့ဗတ်နတ်နှစ်ချောင်းတစ်ချောင်းကဖုံးပြောနေသူဤမြောက်ထားတဲ့လက်ပြန်ချိုင်းကြကို ထိုးထည့်လိုက်ပါတယ်။တစ်ချောင်းကလေမျိုးကိုအဖြစ်ဖြက်ကမြန်ဆန်လာပါတယ်။ထိုသူကဗတ်နတ်နှစ်ချောင်းကိုပြန်နှုတ်ပင်မသွားပဲလမ်းလျှောက်ကားပေါ်သို့အေးအေးလူလူ ပြန်တက်သွားပါတယ်။ကားထွက်သွားတာနဲ့အစောပိုင်းကစောင့်ဆိုင်နေတဲ့လူနှစုမှရုတ်တရက်ဆိုင်တွင်းသို့ဝင်ရောက်လာပါတယ်။တွေ့ရင်တဲတွင် ပုံရသားလဲကအကျော်ဆွေးနေတဲ့သူကိုဝိုင်းဝန်းကန်ကြောက်ကြပါတယ်။လက်ထဲမှာလည်းဓမြောင်များကိုစီနေပါ။တော်သားကြီးလေကွာ။စိုးမြန်လည်းအတတ်ပုံမပါဘူး။အကြည်လေးကိုလာမကြုံနဲ့။တီးသွားမယ်အားလုံး။ငကားကွာမဆိုင်တဲ့သူကန့်နဲ့။ဆိုင်ထဲမှာလူများမှလည်း အလန့်ကြပါထိုလူများကလဲကြနေတဲ့သူကိုစိတ်ကြိုက်ကန့်ကြောက်ပြီးနောက်စိုက်ထဲမှာပြေးထွက်သွားကြပါတယ်ရန်ကုန်မြို့ကြီးနာမည်ကျော်လူမိုက်ကြီးစိုးမြတ်ကသွေးအိုင်တဲတွင်ငြိမ်သက်လျက်ပါအဲ့ဒါဇလမ်းမှန်ပေးပေးတာထောင်လိုင်းတန်ချောင်းဤစကားဆုံးတာနဲ့ဝီစကီခွက်ကိုမော်လိုက်ပါတယ်နောက်ဆိုတကယ်ထိုးသွားတဲ့သူကလွတ်သွားတာပေါ့ အေးပေါ့ထိုးသွားတဲ့ဗန်းနဲ့တောင်ပျောက်သွားပြီတပ်သေးကဓာပြစ်သွားတာပဲကြည်အဲ့အတွက်လဲရန်ကုန်တိုင်းဓာနာအကွက်ရွှေ့ပြလိုက်တာဒီကောင်တွေတိတ်နေရတော့ခိုင်သွားတယ်တဲ့ဩခမ ्या တို့ရောရလိုက်တယ်မဟုတ်လားဘေရစကားကြောင့်တန်ချောင်းကသဘောတကျရီလိုက်ပါတယ်အေးပေါ့ကွာဒီပလိတ်တွေငါတို့တော့ကြော်လို့ဖယ်ရမလဲဘေရရဲ့ တန်ချောင်းပြောပြချက်အရဆွေးမြတ်သည်မစ္စတာလူကို ကြော်ရုံမကသူ၏ဖားဖြစ်တဲ့လောင်ကစားလောကကဆရာကြီးကိုပါကြော်ခွာသွားသည်ဟုဆိုပါသည်ဆရာကြီးအိမ်မောထိတက်ပြီးဆိုဖာများကိုဓားဖြင့်ခုတ်ခဲ့တယ်ရန်သူပက်လက်ဝိုင်းခဲ့တဲ့ဆွေးမြတ်ဖြစ်ပါအာဆွေးမြတ်ကိုတကယ်ထိုးသွားတဲ့သူကဘသူလဲကိုတန်ချောင်းတရေကြီးဆိုရင်မင်းသိမှာပါဗေဒတက်ခနဲ့လင်းပေါက်သွားပါတယ် အင်းစိန်ထောင်တွင်တွင် သူစုံခဲ့ဘူးတဲ့တရေကြီးတရေကြီးကလူမိုက်ဆိုတော့လဲစိုးမြတ်တို့လိုထင်ထင်ရှားရှားနေတတ်သူမဟုတ်ပါဘူးသူ့အမှုတွဲနဲ့သူရှိန်လောက်တဲ့ပါဝါရှိတော့လဲခက်ရိုးရိုးကုတ်ကုတ်ပဲနေခဲ့တဲ့သူပါအေးစစ်စစ်နေတတ်တဲ့ဘေးရားနဲ့လဲမျက်မှန်းတမ်းမိခဲ့ပါတယ်ဟိုတရေကြီးကိုဘယ်သူကခိုင်းတာလဲဘေးရားထပ်မေးလိုက်ပါတယ်ဒါတော့မေးတော့မှမသိတာ ငါလည်းဘယ်သိမလဲတန်ချောင်းကတဟဲတာရည်နေတော့တဖြစ်အတော်မူးနေပြီမှန်းဘေးကတိလိုက်ရပါတယ်ထရင်မူးရင်ကျွဲကိုပေါ်တတ်သည်ဆိုတော့လေတန်ချောင်းလိုကောင်းမျိုးကမူးလေပရိရေများလေပါဘေးကဆက်မမေးတော့ပါဘူးတေးတဲ့လူလဲတေးသွားခဲ့ပြီပဲဂျန်သူများကဒီပြဿနာတော့တဲ့ဆက်ကူးခတ်ကြတာပေါ့စိုးမြတ်ဤနာရီခုတ်ကြထစ်ကြမိဟုတည်င်းများထွက်ပေါ်နေပါတယ် အဲဒါပေမဲ့စိုးမြတ်ကိုတတ်သွားသူများမှာအဖမ်းခံနေကြပြီဖြစ်တာကြောင့်ခုတ်မီထင့်မီဆိုတဲ့စိုးမြတ်လူများလဲမိသူကို ခုတ်ရမှန်းမသိတော့ပါဘူးအရွက်ထောင်းလိုင်းကြီးများရဲများကလည်းခြေချင်းလိမ့်နေကြပါတယ်ထိမင်းတုတ်တန်အေးတိုက်ရှိမှကားပေါ်တွင်ထိုင်ရင်းဘေးရာကသူ့မိဆွေကြီးနောက်ဆုံးခီးကို ကြည့်ရှုနေပါတယ်မေယူဟိုကလူကောင်ထွားထွားအင်ဂျီနဲ့ပစိုးပြဝတ်ထားတဲ့သူကို မင်းတွေ့လားဘေရာကသူ့နှဘေးမှာမေယူကိုလှမ်းပြောလိုက်ပါတယ်음အေးအဲ့ဒါသူပဲမေယူချင်းမကသူ့ရဲ့အဖေတူမေယူခွဲအကိုဖြစ်တဲ့အေရကိုတေချာလိုက်ကြည့်ပါတယ်သူတေချာပါတယ်နော်အေးငါစုံစမ်းပြီးသွားပြီမေယူသူ့အမေနာမည်လဲတော်မြိုင်ပဲအေးသူခန့်ငယ်ငယ်မှာပဲ သူ့အမေနဲ့သူကကြံတော့တင်ကြိုင်နဲ့ရောက်လာခဲ့တာဦးကျိမုံဆုံးပြီးတဲ့နောက်ပိုင်းအဲအရာရှိထောင်လေးကထော်မြတ်ကိုမကြမခဏခေါ်ဖမ်းတယ်အခေါ်စစ်တယ်အဲသူတို့ရဲ့ငွေကြေးအတော်များများပိုင်ဆိုင်မှုတော်တော်များများလည်းအသိခံရတယ်တဲ့နောက်ဆုံးတော့ထော်မြတ်ကြီးလည်းအရာကိုခေါ်ပြီးကြံတော့တဲ့ဆက်မြုပ်လာနေခဲ့တာပဲအဲဦးကျိမုံရဲ့တပည့်လက်သားဟောင်းတွေကလည်းတတိတစားနဲ့ကိုကြီးစောင့်ရှောက်ကြတယ်လေအဲနောက်ပိုင်း ဟိုအတော်လဲဆင်းရဲဒုက္ခရောက်ကြတယ်လို့လည်းကကြားတယ်။အဲတော်ပြန်ကတော့ TV ယောဂာနဲ့ဆုံးသွားတယ်တဲ့။အရာကမိဘမဲဘွားနဲ့အဲတင်းကြိုင်းနဲ့ကျင်နေပြီးလူမိုက်ကြီးဖြစ်လာတာပဲ။အဲနောက်အခုဆုံးသွားတဲ့ဆိုးမြက်နဲ့တွဲမိသွားတော့ပုံဆိုးတာပေါ့။အော်မေဦးကျေမုံကသူ့ကိုယ်ကိုကြည့်ရင် စိတ်ထိခိုက်နေပုံရပါတယ်။အရာကြီးကတော့ကွန်တော်ဝါဖြစ်သူဆရာနိုင်ရဲ့အတွက်အလုရှုံနေပါတယ်။မေယူကျင်းမုံကရုတ်တရက် ကားတကားကိုဖွင့်လိုက်ပါတယ်။မတော်နိုင်ဦးမေယူ။ဘေရာကမေယူကျင်းမုံကြီးလက်ကဝက်ကိုဖန်ဆွဲထားလိုက်ပါတယ်။စိုးမြတ်ကြီးဟာ မင်းကိုရဲ့အားကိုးရပဲ။အတူသေးသွားတော့မင်းကိုစိတ်ထိခိုက်နေပါ။သူတို့လိုလူတွေကဒီလိုချိန်မှာစိတ်ရှုပ်ထွေးတာကိုခံနိုင်မှာမဟုတ်ဘူး။မင်းကိစ္စသွားပြောရင်ပိုရှုပ်ကုန်မယ်လေ။ငါစကားကိုနားထောင်ပါမေယူ။ မင်းယူချင်းမုံကကားတကားကိုပြန်ပိတ်လိုက်ပါတယ်။အဲထိုးချင်းမှာတော့ဘေရာထံဖုန်းဝင်လာပါတယ်။မစ္စတာလုထံမှာဖြစ်ပါတယ်။ဘေရာကဖုန်းကိုနားဖြည့်ကပ်လိုက်ပါတယ်။သူရင်းနှီးခဲ့မှုတဲ့ဟိုးဝေးမှာတစုံတယောက်၏အတံမှာဟာဂျာနူဘေရာနှုတ်မှအလံတကြားရေရွတ်လိုက်ပါတယ်။မင်းယူချင်းမုံပင်မျက်လုံးပြူးကလေးဖြင့်သူ့ကိုလှည့်ကြည့်လာပါတယ်။